ခီးတဲ့စုစုပေါင်း924ဦးပါဝင်တဲ့ Boring 747 layer တစ်စင်းကအမြင့်ပေ2400တာအမီးပိုင်းကကောင်းမရနေခွဲထွက်သွားခဲ့တာဖြစ်ပါတယ်။ပိုင်လော့လေယာဉ်မှုတွေကထိ ंछ ုံနိုင်ဖို့ဘာကလုံးမှသုံးမရတော့တဲ့ လေရင်ပြန်တန်းနေဖို့ဘာနေလမ်းမှဆက်ရှာလို့မရတော့အောင်ဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီအခြေအနေနဲ့တောင်း45မိနစ်တိတိတက်မှန်ပြီးတော့ပြန်တန်းနိုင်ခဲ့ပါတယ်။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့လူသားတွေရဲ့လျှက်တစ်ပြည့်ဉာဏ်ထိုးထွင်းသိမြင်နိုင်မှုစက်မှုနည်းပညာပိုင်းဆိုင်ရာပြဿနာတွေနဲ့ထိန်းချုပ်မှုမရှိတော့တဲ့လေရင်ဒဇင်းရဲ့အကြောင်းဖြစ်ပြီးတော့အဲ့ဒီလေရင်ကတော့ Japan L123 ပဲဖြစ်ပါတယ်။2005ခုနှစ်အောက်တိုဘာလ12ရက်နေ့ဂျပန်လေကျောင်းတိုင်းမှာတုံးတဲ့ Boeing 747လေယာဉ်တစ်စင်းကထိုးချုံမှရှိတဲ့ Haneda လေဆိပ်မှာရပ်နေခဲ့ပါတယ်။အဲဒီနောက်မှာတိတိကျကျတနအီအကြာမှာပဲ Osaka ကို ပြန်လည်ပြန်တန်းဖို့ခီးစဉ်လေးရှိပါတယ်။ထိုးချုံကလည်း Osaka ကိုတနေ့တောင်းနေချည်ရဲ့လူတွေသွားလာနေကြတာဖြစ်ပါတယ်။ ဟန်နဒါလီစိတ်မှာလေရင်ကိုတန်ရှင်းလုပ်ပြီးတဲ့နောက်ဂျပန် L123 မှာခီးတဲ့909ဦးနဲ့ဝန်တန်း15ဦးပါဝင်ပါတယ်။လေရင်မှုတွေအတွက်တော့ပုံမှန်ပြန်တမ်းမှုတစ်ခုဖြစ်ပေမဲ့ခီးတဲ့တွေအတွက်တော့စဉ်းစားမထားတဲ့အန်ဒီရဲ့တစ်ခုကစောင့်ကြိုနေခဲ့ပြီးအဲဒီလေရင်မှာစက်ပိုင်းဆိုင်ရာအားနည်းချက်ရှိနေကြတာဖြစ်ပါတယ်။ဒါပေမဲ့ဘယ်ဘိုင်လိုမှာ flight engineer မှလည်းမတိကျဘူးဖြစ်ပါတယ်။အဲဒီနည်းနဲ့ဆိုရင်တော့ Boeing 747စင်ကသူရဲ့ချောင်းချိန်မြောက်ပြန်တမ်းမှုဖြစ်ပြီးတော့ ော့ COVID-19 ကလေယာဉ်မှူးသုံးဦးထဲမှာ49နှစ်အရွယ် Captain မန်ဆန်မီတက်ခန်ဟမ်မာကဦးဆောင်ပြီးတော့မောင်းနေနေရလဲဖြစ်ပါတယ်။သူ့မှာစုစုပေါင်းပြန်တန်းမှုအတွေ့အကြုံ12000နာရီကျောင်းရှိပါတယ်။ Travel လေးရင်မူကတော့39နှစ်အရွယ် Yutan Car Sasaki ဖြစ်ပြီးတော့ခေါင်းဆောင်လေးရင်မူဖြစ်ရဖို့ကြိုးစားနေတဲ့အဆင့်မှာရှိပါတယ်။သူ့မှာ3900နာရီအထိအတွေ့အကြုံရှိပါတယ်။ Flight Engineer ကတော့56နှစ်အရွယ် Hiroshi Fukuda ဖြစ်ပြီးတော့ပြန်တန်းမှုအတွင်းမှာစက်ပိုင်းဆိုင်ရာအခ က်ခဲတွေကိုကြည့်ရှုရတဲ့သူဖြစ်ပါတယ်။ Pilot Crew ရဲ့အရေးချင်းကိုကြည့်ရင်ခီးတယ်ငါရဘူဦးရဲ့အသက်တွေအကောင်းဆုံးအခြေအနေတွေမှာရှိရလို့ပြောလို့ရပါတယ်။ဒါပေမဲ့လေရင်ကတော့အဲ့ဒီလိုဟုတ်မနေခဲ့ပါဘူး။ညနေ6:00နာရီ4မိနစ်မှာ Japan L123 ရဲ့တံခါးတွေကိုပိတ်ပြီးတော့လေရင်ကခီးစားခဲ့ပါတယ်။ ထိုဂျိုကနေအိုဆာကာကိုတနာရီ15မိနစ်ကြာမဲ့ခီးလေးဖြစ်ပါရင် အမြင့်2000လေးတောင်ပေးကိုရောက်တဲ့အချိန်မှာပဲစဉ်သက်မှုပြင်ဆင်မှုတွေစတင်ပြုလုပ်သွားမှာဖြစ်ပါတယ်။ထိုဂျိုမှာရာသီဥတုကကြည်လင်ပါတယ်။ဒါပေမဲ့ဂျပန်တနင်္ဂနွေလုံးမှာမိုးကြိုးတွေရှိနေခဲ့တာကြောင့်ဘိုင်လော့ကိုထိုဂျိုကနေအိုဆာကာကိုတိုက်ရိုက်မသွားပဲပင်လယ်ပေါ်ကနေတဆင့်သွားဖို့အတွက်ညွှန်ကြားခဲ့ပါတယ်။ ညနေ6:12မိနစ်တာဝါကခွင့်ပြုပြီးတဲ့နောက်ပိုင်လော်ကလေယာဉ်ကို Thrust Lover မြောက်ပြီးတော့အောင်မြင်စွာ Take off လုပ်ပါတယ်။ဒီအထိတော့အရာအလုံးကပုံမှန်ပဲဖြစ်ပါတယ်။ဒါပေမဲ့ Take off ဖြစ်ပြီးတော့မကြခင်မှာပဲအတန်ကြီးတစ်ခုကြားလိုက်ရပါတယ်။နောက်ပြီးတော့ပင်လယ်ပေါ်အရောက်မှာ7မိနစ်အကြာမှာပဲလေယာဉ်အတွင်းမှာအတန်ကြီးတစ်ခုကြားလိုက်ရပါတယ်။ဒါအပြင်လေယာဉ်အနောက်ပိုင်းမှာအပေါက်တစ်ခုဖြစ်သွားပါတယ်။ မိမိတိုင်းပြည်ပြန်ဖို့စီလုံရှားနေတဲ့ခီးတွေတွေဟာတစ်ဆက်တည်းကြောင်းရွံ့မှုဖြစ်လာကြပါတယ်။အပေါက်ကနေစတင်ပြီးတော့ Kevin Adrian မှာလေတွေဝင်ရောက်လာသလိုတချို့ပစ္စည်းတွေကိုစိုးယူသွားပါတယ်။ LED စောင်းတွေကအရန်မြင်မြန်စွာဖြစ်သွားတာကြောင့်ဘာဖြစ်သွားတယ်ဆိုတာတောင်မသိနိုင်ပါဘူး။ဘာလို့လို့လာတော့လဲနောက်မှာအတန်တွေကြောင့်အဖြေရှာနေပြီဖြစ်ပါတယ်။ ဒီချိန်မှာတည်ထားတဲ့နာကလေရင်ထွက်သွားလိမ့်ရှိတဲ့အတိုင်းအပြင်လေကလျှော့လာတယ်အောက်ဆီဂျင်မှာလျှော့လာတယ်ဒါကိုတုံးပြန်ဖို့အနေနဲ့ Kevin Adrin ကိုတန်ပြန် PR pressurization ထည့်ပေးရတာဖြစ်ပါတယ်အဲ့ဒီ PR ကမြေပြင်က atmosphere နဲ့ချင်းတူအောင် လုပ်ပေးတာဖြစ်ပါတယ်ဆိုလိုတာက လေးကောင်ပေမှာအပြင်ဖီးယားနေနေတာကြောင့် cabin အတွင်းမှာ အနေငယ်ပိုများတဲ့ဖီးယားကိုထည့်ထားပါရယ်အဲ့ဒီဖီးယားဟာမျှတစွာ cabin အတွင်းနေရန်ပေါ်ကိုအမြဲတမ်းဖိထားနေတာပါအဲ့ဒီကြောင့်လေရင်ရဲ့ cabin ကလုံးဝပိတ်ထားပြီးတော့လေဖီးယားရှုံမထွက်အောင်ပြုလုပ်ထားရပါတယ်ဒါပေမဲ့ cabin နေကအစီအပိုင်းတစ်ခုခုမှာအားနေနေခဲ့ရင်အဲ့ဒီလေဖီးယားကအဲ့ဒီနေရာကိုချိုးဖောက်ပြီးတော့အပေါက်ပြင်နိုင်ပါတယ်အဲ့ဒီအပေါက်ကြောင့် cabin နေမှာ artificial pressure ပြတ်သွားတာနဲ့ တူခီးတရီရဲ့ဂျမားရဲ့အတွက်အန်ဒီရဲ့ဖြစ်လာနိုင်ပါ၏။အောက်ဆီဂျင်နေလာတာကြောင့်အသက်ရှူရမှာအခက်အခဲဖြစ်တတ်ပါ၏။ Japan L123 မှာလည်းဒီလိုအခြေအနေတစ်ခုဖြစ်လာခဲ့ပေမဲ့ပိုင်လော့နှစ်ဦးလုံးကတော့ဒေသမတိခဲ့ကြပါဘူး။လေယာဉ်နောက်ကအတန်တွေက landing gear door ပြနေတာကြောင့်လား engine ကအတန်လားဆိုပြီးတော့ပြောနေခဲ့ကြပါ၏။အမှန်တကယ်တော့ force land ရဲ့နောက်ဆုံးစိတ်ပိုင်းကလေယာဉ်ကနေခွဲထွက်သွားတာဖြစ်ပြီးတော့အရင်ကအတူ router အနောက်အ ဖြားမှာရှိတဲ့လေချောင်းထိန်းချုပ်တဲ့အစိပ်ပိုင်းလည်းပြတ်သွားပါတယ်။ Fuseland ရဲ့နောက်ပိုင်းပေါက်သွားတာနဲ့ Kevin အတွင်းဖြစ်အောင်မထိန်းနိုင်တော့ပါဘူး။ဒါအပြင် Roger ကပြတ်သွားတာကြောင့်လေယုံပင်ညာညှိလို့မရတော့ပါဘူး။ Roger က Rob Moment တစ်ဖက်ကိုလှည့်ခြင်းကိုထိန်းတဲ့အစိပ်ပိုင်းဖြစ်ပြီးတော့ဘေးရဘဲကိုလည်းညနာတစ်ဖက်ကိုညှိတာတွေက Roger ပေါ်မှာမှုတည်ပါတယ်။ ုံမှန်ဆိုရင်လေရင်ကလှဲ့တဲ့အခါ road movement ဖြစ်တဲ့မျက်နှာချိုးခြင်းကတော့ pitch ဘယ်ညာလှဲ့တာက raw ပါ router မရှိတော့တဲ့အတွက် Devon A123 ရာနှစ်တောင်းလေးတောင်းပေးမှာစနစ်တကျလှဲ့ခွင့်မရတော့ပဲဈေးနဲ့အခါမှာလဲဒီလနဲ့ညီအောင်လှုပ်ဖို့ခက်ခဲသွားပါတယ်ဒါပေမဲ့အရေးကြီးဆုံးကတော့ပိုင်လော့နှစ်ဦးလုံး router ပြတ်သွားတာကိုသတိမထားမိသေးတာပါလေရင်ကဘယ်ညာလုံးလုံးတလို့အလိုအလျောက်လှုပ်တာမျိုးဖြစ်လာခဲ့ပါတယ် auto pilot နဲ့တောင်ထိ ိမ်မထားနိုင်တော့ပါဘူး။မြေပြင်မှာရှိရလို့တူကလေရင်ရဲ့မုံမမန်တဲ့အဖြစ်ကိုမြင်ပြီးဓာတ်ပုံရိုက်ခဲ့ပါတယ်။အဲဒီဓာတ်ပုံထဲမှာတော့ရိုတာရဲ့အစိပ်ပိုင်းတစ်ခုပြောင်းနေတယ်ဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့ပါတယ်။ဘိုင်လော်နှစ်ခုကဘာဖြစ်လဲနားမလည်သေးချိန်မှာပဲ Kevin Crew ကတော့ key theory ကိုညင်ညာချက်ပေးနေခဲ့တာကို voice recorder မှာဖမ်းမိပါတယ်။ဘိုင်လော်ရီကလည်း seatbelt ဖက်ဖက်ကိုထိချပတ်ထားဖို့ပြောနေကြပါတယ်။ Captain က703 frequency လလုံးစဲအရေးပေါ်သတိပေးရအောင် မြောင်နေတဲ့လေယာဉ်ရုံးကိုအကြောင်းကြားထားလိုက်ပါတယ်။အဲဒါကြောင့် control tower ရဲ့အကုံလုံးဟာ Japan Air 123ရဲ့အရေးပေါ်အခြေအနေကိုသိသွားပါတယ်။ Captain ကလေယာဉ်ရုံးပြန်လည်စဉ်သက်ဖို့ထိုးထိုးကိုပြန်ကောင်းလဲဖို့အဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့လေယာဉ်ကတောင်းလုံးနိုင်ပါမလား။ ိုင်လောက control tower ကို emergency ဖြစ်တယ်လို့သတင်းပေးပြီးတော့ထိုးထိုးကိုပြန်ဆင်းခွင့်တောင်းလိုက်တယ်။ tower ကလည်းလေယာဉ်ကို90ဒီဂရီလှည့်ပြီးတော့ပြန်လည်ဆင်းခွင့်ပေးပါရီ။ first officer က control လုပ်နေတဲ့နေရာကနေလေယာဉ်ကိုညာဘက်40ဒီဂရီခန့်လှည့်လိုက်တယ်။ဒါပေမဲ့ပိုင်လောက်နှစ်ဦးလုံးကိုမျက်စိကိုမယုံနိုင်တော့အောင်လေယာဉ်လှည့်တာကများသွားပါရီ။ အဲ့ဒီအချိန်မှာ captain က bank angle show ဖို့အမြန်ပြောလိုက်ပေမဲ့လေယာဉ်ကဘာ input ကိုမှပြန်လည်မတုံ့ပြန်တော့ပါဘူး flight engineer ကလည်း hydraulic pressure လေးမြန်စွာနိုင်လာနေတာကိုသတိထားမိပြီးတော့မကြာခင်မှာတောင်အန်တရရှိလာနိုင်အကြောင်းစဉ်းစားမိပါတယ် ဒီအချိန်မှာပဲ cockpit ထဲကပိုင်လုံးနဲ့ engineer တို့အလုံးကလေယာဉ်ကိုထိမထားနိုင်တော့တဲ့အခြေအနေတွေရောက်နေကြတာကိုနားလည်သွားပါတယ်။လေယာဉ်ထဲမှာ left right avion pitch အတွက် elevator special flaps စားတဲ့ control တွေရတယ်။လက်နဲ့လုံးမရနိုင်ပါဘူး။ 1000ကီလိုမီတာရှိတဲ့လေတိုက်နေတဲ့ပုံလေးနဲ့ဆိုရင်တော့ hydraulic pressure မပါဘဲ control မလုပ်နိုင်ပါဘူး။ဒါကြောင့် hydraulic မရှိတော့တာကချက်ချင်းလေယာဉ်ထိန်းချုပ်မှုကိုဖျက်သွားစေပါတယ်။ hydraulic system ပြတ်သွားတာနဲ့အတူလေယာဉ်ရဲ့ control surface တွေအားလုံး aerolons, rudders, elevator, flaps တို့ကထိန်းချုပ်လို့မရတော့ပါဘူး။ဒီအချိန်လေးမှာ autopilot လည်းအသုံးမဝင်တော့ပါဘူး။ဒါကြောင့် ထဲမှာခရိုအားလေရင်ကိုထိန်းချိုးဖို့နိလန်အသစ်တစ်ခုကိုရှာဖွေဖို့တော်တော်လေးကိုအားတင်းထားပါတယ်။သူတို့ရဲ့တစ်ခုတည်းသောနိလန်ကတော့ engine thrust ကိုအသုံးပြုပြီးတော့လေရင်ကိုမျှကျအောင်ထားဖို့ဖြစ်ပါတယ်။ thrust differentiator ဆိုရက်နီးနဲ့ engine အလုံးလေးကတလုံးကိုပို့ပြီးတော့အချိန်လျှော့ချပေးတဲ့လေရင်ကိုပင်ညာလှည့်ဖို့ကြိုးစားနိုင်ပါတယ်။ဒါပေမဲ့ဒီနိလန်ကတော်တော်လေးခက်ခဲပြီးတော့တိကျမှုနေ ပါတယ်။ဒါအပြင်လင်းရင်ကထိန်းချုပ်မှုရှိရနေနဲ့အများကြီးလှုံ့ရှားနေပါတယ်။လင်းရင်ကိုတင်နေရင်လည်းချက်ချင်းအောက်ကျရင်ကျသွားပါတယ်။ဒါကြောင့်ပိုင်လိုရောကတခုချင်းစီကိုတိတ်ချာကင်တွေပြီးတော့လင်းရင်ကိုထိန်းချုပ်ဖို့ကြိုးစားနေကြပါတယ်။ဒီအချိန်မှာလင်းရင်ထဲမှာရှိတဲ့ key theory အတွက်အချိန်တွေကကြောက်စရာအတိဖြစ်လာပါတယ်။ cabin ထဲမှာဖိအားမရှိတော့တာကြောင့်ချက်ချင်းအောက်ဆီဂျင်မပြည့်တော့ပါဘူး။အောက်ဆီဂျင် mask တွေကျလာပြီးတော့ဒိုရိုင်းကအသက်ရှူဖို့တော်တော်လေးအခက်အခဲရှိနေကြပါတယ်။ အဲ့ဒီအချိန်ကနေစပြီးတော့ Japan Air 123ကမြေတီ navigation control မှာမရှိတဲ့အခြေအနေတွေမှာ45မိနစ်နီးပါးတောင်ပြန်တန်းနေတာဖြစ်ပါတယ်။ pilot နှစ်ဦးနဲ့ flight engineer တို့ကလေယာဉ်ကိုတတိနဲ့ထိန်းချုပ်ဖို့စူးစမ်းနေကြပါတယ်။ တိုတို ATC ရလည်းလေရင်ကိုတန်းထားပြီးရေဒါမှာမျှတဖော်ပြဖို့စူးစမ်းနေကြပါတယ်။ဒါပေမဲ့ရေဒါအတိုင်းအခြေအနေတွေကိုကြည့်ရင်လေရင်ဟာတစ်ဖက်သွားတစ်ဖက်ပြန်နှဲ့နေပြီးတော့ညာတမှုမရှိတော့တာကိုမြင်ရပါတယ်။တချို့အချိန်မှာလေရင်ကဟာညာစွာသောအမြင်နဲ့အနေအနေထားတွေအကြောင်းမဲ့လုပ်နေပါတယ်။ခီးတဲ့ရင်းနေတဲ့အားလုံးဟာကြောက်လို့လို့စူးစမ်းနေကြရုံနဲ့တနိုင်ပါတ cockpit မှာမရှိတဲ့ control ကို engine thrust နဲ့ပဲပြုလုပ်ဖို့စူးစမ်းရနေတဲ့လေယာဉ်ဟာအနောက်တောင်ပိုင်းရဒေသဖြစ်တဲ့ Takamagahara area တွေကိုဝင်သွားပါတယ်။နောက်ဆုံးမှာညနေ6:56 PM အချိန်မှာ Japan Air 123က Gamaro Professional တွေက Mount Takamagahara ကို ထိခတ်ပြီးတော့ပြတ်ကျသွားပါတော့တယ်။လေယာဉ်ပြတ်ကျတဲ့အချိန်မှာထိုင်ကုန်တော်များက တောင်ပေါ်ပြိုကျသွားပါတယ်။လေရင်ကတချို့အစိပ်ပိုင်းတွေကချက်ချင်းမီးလောင်သွားပါတယ်။လေရင်ပြန်ကျပြီးတဲ့နောက် Japan L123 ရဲ့ခီးတဲ့909ခုနဲ့လုံသားဆန္ဒဥပေါင်း924ခုတွေက920ခုတိစုံခဲ့ပါတယ်။အသက်ရှင်ကျန်ရသူမှာတော့၄ဦးသာရှိခဲ့ပါတယ်။ သူတို့အားလုံးကအမျိုးသမီးတွေဖြစ်ပြီးတော့လေရင်တော်ဆုံးအပိုင်းကချက်ချင်းမပေါက်ကွဲသွားတဲ့နေရာမှာကျန်ခဲ့တဲ့သူတွေဖြစ်ပါတယ်။ Japan Air 123အမှုနဲ့ပတ်သက်ပြီးတော့စစ်ဆေးမှုတွေစတင်ခဲ့ပါတယ်။စစ်ဆေးရင်းနဲ့မူလပြကြရတဲ့အကြောင်းရင်းကိုတွေ့ရှိနိုင်ခဲ့ပါတယ်။ပြကြမှုရဲ့အဓိကအကြောင်းရင်းကတော့ တောင်ပံနောက်မှာတက်ဆင်ထားတဲ့ pressure ball head PR ခန့်နေရန်ပြည့်စည်ခြင်းဖြစ်ပါရင်ဒီ PR ခန့်နေရန်ကလေရင်ကိုအမြင့်မှာ artificial pressure ကိုထိန်းထားနိုင်ဖို့အရေးပါတဲ့အစိပ်ပိုင်းဖြစ်ပါတယ်။ခဏနဲ့အကြာက1988ခုနှစ်တုန်းက Japan Air 123က landing incident တစ်ခုဖြစ်ခဲ့မှုပါတယ်။အဲဒီအချိန်မှာလဲ tow session ထိခိုက်ခဲ့ပေမဲ့ Boeing company ကပြန်လည်ပြုပြင်တာမှာအမှားရှိနေခဲ့တာဖြစ်ပါတယ်။အဲဒီပြုပြင်မှုမှာစမ်း င်ဖွဲ့သွင်းမှု slips plate တက်စင်တဲ့အခါအတီးချ foreign design menu ရဲ့အတိုင်းမဖြစ်နေခဲ့ပါဘူး proper revert နဲ့ double roll table လိုတာဖြစ်ပြီးမြင်သူတို့က single roll ဖြုတ်လုပ်ခဲ့တာကြောင့်အဲ့ဒီအရာကအားနေခဲ့ရလဲဖြစ်ပါတယ်ဒီလိုဖြစ်လာတာကြောင့်နောက်တစ်ချိန် cabin pressure ထိခိုက်မှုရှိလာတဲ့အခါမှာ bulkhead ကခံနိုင်မှုမရှိတော့ဘဲနဲ့ကွင်းထွက်ခဲ့တာဖြစ်ပါတယ် bulkhead က ဖွဲသွားတဲ့အခါမှာ tail section ထဲမှာ install ထားတဲ့ hydraulic system lines နဲ့အတူဖွဲသွားပြီးတော့ hydraulic fluid တွေအားလုံးမှာတပြန်နဲ့ပြိုကျသွားတာဖြစ်ပါတယ်။ hydraulic pressure မရှိတော့လို့ control surface တစ်ခုမဲ့သွားပြီးတော့လေယာဉ်ထိန်းချုပ်မှုဖြစ်နိုင်တော့တာဖြစ်ပါတယ်။ဒီဟာကပဲ Japan Air 123ရဲ့ပြဿနာမှုရဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်။ investigation committee ကဘိုရင်းကို ပြုပြင်မှုအပေါ်အလေးနက်မထားခဲ့လို့ဖြစ်ပေးခဲ့ပြီးတော့ Japan Airlines ကိုလည်းတရားစွဲခဲ့ပါတယ်။ maintenance record မစစ်ဆေးသေးတာချင်းပြုပြင်မှုအရေးသေးမစစ်ဆေးခြင်းစတဲ့တာဝန်ကျေပွန်မှုမရှိတာတွေကိုအပြစ်တင်ရှုံချခဲ့ပါတယ်။ဒီအမှုကြောင့် Japan Airlines ရဲ့အကြီးအကဲတချို့နဲ့ ဗိုလ်ရည်ထားဝင်ရှိသူတွေအလုံးထွက်ခဲ့ရပါတယ်။နောက်ပြီးတော့ Japanese Aviation Industry တခုလုံးမှာအလွန်ကြီးမားတဲ့ reform တွေပြုလုပ်ခဲ့ရပါတယ်။ ဂျပန် A123 အမှုနဲ့ပတ်သက်ပြီးတော့ဘေးရန်လောကဟာတင်ငန်းဆောင်တွေအများကြီးတွေ့ခဲ့ရပါတယ်။ထိခိုက်မှုကြီးဖြစ်ပြီးတဲ့နောက်ပြုပြင်မှုတွေတေချာဆက်စည်းဖို့ damage assessment တေချာလုပ်ဖို့နဲ့ maintenance လုပ်ငန်းစဉ်တွေကိုတိုးမြှင့်ဖို့ global standard ပြောင်းလဲဖို့စီစဉ်ခဲ့ပါတယ်။ passenger safety အပေါ်ပုံမအလေးထားလာပြီးတော့ emergency response planning ကိုပါအရေးပါတဲ့အရာတစ်ခုအဖြစ်သတ်မှတ်လာခဲ့ပါတယ်။ Japan A123 ဖြစ်စဉ်ကတကယ့်အမှတ်တရ ရာအဖြစ်ရုပ်စတိ engine လေးရဲ့နေရာတွေအတွက်ကိုသင်ခန်းစာတစ်ခုဖြစ်လာတာဖြစ်ပါတယ်။ဘယ်တော့တစားဖို့တစ်ခုဟာတစုံတစ်ယောက်ရဲ့ဘာမဟုတ်တဲ့အမားလေးကြောင့်လည်းဖြစ်နိုင်တယ်ဆိုတော့ကို lean engineer တွေကိုပြန်သပေးခဲ့တာဖြစ်ပါတယ်။ boring bay ကနေလည်းအားလုံးကိုထောင်းဝယ်ယူပြီးတော့ Japan Airlines နဲ့ Lufthansa တွေရဲ့စာချုပ်ချုပ်ဆိုသဘောတူခဲ့ပါတယ်။ Japan Airlines ကလည်းဘယ်တော့တစားဖို့ဖြစ်ပြီးတဲ့နောက် lean ရဲ့ပြုပြင်ထိန်းသိမ်းမှုနေလနေကိုပြောင်းလဲပြီးတော့ inspection system တွေကိုပုံမတင်ကျဆွာတဲ့အကောင့်တွေပေါ်ခဲ့ပါတယ်။ ီ7 A 1 2 3ရပြန်ချပေးရတော့ Aviation History ရဲ့မှာ The Latest Singer Aircraft Accident အခုအဖြစ်ကိုမှတ်တမ်းတင်ခံခဲ့ရပါတယ်။ဒီနေ့ထိလည်းလေကြောင်းလိုင်းမှာ Japan A123 Keys နံပါတ်ကိုအကုန်မပြူတော့ပါဘူး။သူတို့ပြင်ချခဲ့တဲ့တောင်းတန်းကိုလည်းတည်ဆုံးသူများအထက်ကိုအမတ်တရားတောင်းအဖြစ်မှတ်တမ်းတင်ထားခဲ့ကြပါတယ်။ Japan A123 ရဲ့နောက်ပိုင်းဖြစ်စည်းသွားမှုမှာ Hydraulic Pipe တွေဖြစ်စည်းသွားပြီးတော့ Hydraulic Pier တွေအားလုံးဆုံးရှုံးသွားတာဖြစ်ပါတယ်။ဒါကြောင့် ိတ်ထဲကထိန်းချုပ်ရေးခလုတ်တွေအကုန်လုံးကအသုံးမဝင်တော့ဘူးဖြစ်ပါတယ်။လေရင်ကပေအမြင့်2000ပေအထိရှိနေချိန်မှာပဲလေပြင်းပျက်စီးချိန်အောက်ဆီဂျင်မတ်စ်တွေထွက်လာချိန်ကွန်ထရိုးတွေအသုံးမရတော့ချိန်ဆောင်းရဲပြဿနာအမျိုးမျိုးကြောင့်မထင်မှတ်ပဲခက်ခဲမှုကိုတော်တော်ကြီးခံစားနေကြရပါတယ်။အောက်ဆီဂျင်ရရှိမှုနဲ့ရင် ဟာဂိုဆီယောဆိုတဲ့လူခန္ဓာကိုယ်အတွင်းအောက်ဆီဂျင်မလုံလောက်တဲ့အချိန်လေးဖြစ်ပေါ်လာပါတယ်။ဟာဂိုဆီယောဖြစ်လာရင်ဆိတ်ရှုပ်ထွေးခြင်း၊ဆုံးဖြတ်ချက်ချဖို့ခက်ခဲခြင်း၊လှုပ်ရှားမှုတွေကြီးခြင်းတွေဖြစ်နိုင်ပါတယ်။ ဲ့ဒီအချိန်မှာ Kevin Curry က Oxygen Mask တွေဝတ်ဆင်ကြဖို့အသိပေးကြပါတယ်။အဲ့ဒီအချိန်မှာပဲ Japan Air 123ကစွန့်စားပြီးတော့ low movement လေယာဉ်တစ်ဖက်ဆောင်ခြင်းပြုလုပ်နေခဲ့ပါတယ်။ Key Carry အတွက်ပိုလို့တောင်ထောက်ချမ်းစရာဖြစ်လာခဲ့ပါတယ်။ Pilot အုပ်မှာထိန်းချုပ်နိုင်တဲ့အရာတစ်ခုပဲကျန်ခဲ့တာပါ။အဲ့ဒါကတော့ Engine Control လေယာဉ် Engine အစွမ်းထုတ်မှုထိန်းချုပ်ခြင်းဖြစ်ပါတယ်။ Captain က low movement ကို Engine Control နဲ့ပဲစွန့်စားပြီးတော့ထိန်းချုပ်ဖို့စူးစမ်း ခဲ့ပါတယ်။ဥပမာအားဖြင့်ညာဘက်ကိုလဲဖို့ဆိုရင်ဘက်ဘက်အင်ဂျင်နီယာပါဝါကိုမြင်ရမယ်။ဘက်ဘက်ကိုလဲရင်တော့ညာဘက်အင်ဂျင်ပါဝါကိုမြင်ရမယ်။ကြောင်ဖြင့်လေရင်ကညာဘက်ကိုဘန့်ဖြစ်နေတဲ့အချိန်မှာအချိန်အတိုင်းတော်တစ်ခုအထိညာဘက်အင်ဂျင်တွေကပါဝါမြင့်ပေးခြင်းဖြင့်ပြန်လည်ထိအောင်လုပ်နိုင်ပါတယ်။ဒီနည်းလမ်းအတိုင်းပိုင်လို့တွေနေနဲ့ roll movement ကိုတော်တော်လေးထိန်းနိုင်ခဲ့ပါတယ်။ သူတို့ရဲ့တစ်ခုတည်းသောလုံဆောင်ရမယ့်အရာကလေယာဉ်ကိုအမြန်ဆုံးထိုးချိုးကိုပြန်ဆင်းနိုင်ဖို့ဖြစ်ပါတယ်။ဒါပေမဲ့ Kevin Ney ကပြန်ပြန်လည်တက်လာဖို့အတွက်နေပြင်းတဲ့အလွန်နေကန်းစွာပြန်တန်းရပါမယ်။ဒါကိုကြိုးစားဆင်းပေမဲ့ Hydrolic Fire မရှိတော့တဲ့အတွက်အသုံးမဝင်ဖြစ်နေခဲ့ပါတယ်။အဲဒီအချိန်မှာ Captain က Landing Gear ကိုချဖို့ idea ပေးခဲ့ပါတယ်။ Landing Gear ကလည်းလေယာဉ်ကိုနှိပ်ကွအောင်လုပ်ပေးပါတယ်။ဒါပေမဲ့ပုံမှန်ကတော့ hydraulic ဖိအားနဲ့ပဲဖွင့်တတ်တာပါ။ဒါကြောင့် captain ကသူ့အလေးချိန်တဲ့သူအလိုအလျောက်ဖွင့်ဖို့ကြိုးစားခဲ့ပါတယ်။ကံကောင်းစွာနဲ့ landing gear ကိုဖွင့်နိုင်ခဲ့ပါတယ်။ ညနေ6:45မှာ Japan Air 123က Osaka လို့ခေါ်တဲ့မြို့ပေါ်ကနေပပတ်လေလှည့်ခဲ့ပြီးတော့အမြင့်ပေ2400ကနေ13500ပေအထိဆန်းလာနိုင်ခဲ့ပါတယ်။တာဟာဘိုင်လို့ရဲ့အတွက်အလွန်အရေးကြီးတဲ့အောင်မြင်မှုပါ။ Kevin လည်းကဖိအားနဲ့အောက်ဆီဂျင်ပြန်တက်လာခဲ့ပြီးမယ်။ Andy ရဲ့ကတော့မပြီးသေးပါဘူး။အခုချိန်မှာတော့ထပ်မံညာဘက်ကိုလှည့်ဖို့လိုအပ်လာပြန်ပါပြီ။ဒါပေမဲ့ engine controls နဲ့ပဲလှည့်ရမှာဖြစ်တဲ့အတွက်အလွန်ခက်ခဲပါတယ်။ trust တက်သွားရင်ဘေးရနှာခေါင်း nose ကမြင့်တက်ပြီးတော့ RSV short သွားနိုင်ပါတယ် SP ရောက်လာရင်တော့လေယာဉ်လုံးဝဖြတ်ကျသွားနိုင်ပါတယ် Japan Air 123ကတောင်တန်းဒေသတွေတိုင်းကိုဝင်သွားပြီးတော့အောက်ပိုင်းနားမှာနှဲဖို့ထပ်ကြိုးစားရတဲ့အခါနေလည်းမရှိတော့ပါဘူးညနေ6:48မှာ captain ကနေ first officer ကိုညာဘက်လက်ရှေ့မှာတောင်းရှိရလို့တောင်းဝင်ပေးတဲ့ကြားပါတယ်ဒါပေမဲ့ engine controls တခုတည်းနဲ့ချက်ချင်းနှဲဖို့ကတော့မလွယ်ဘူးသေးပါဘူး conflict theme လည်းအရေးပေါ်သတိပေး system များအတန်များစွာကြားရရပါပြီ။ Japan A123 ရာထူထူကအဝေးဝေးမှာတောင်တန်းအမြင့်6800ပေအထိရောက်ရှိခဲ့ပြီးတော့လင်းမြန်စွာနဲ့ထိုးစင်းနေခဲ့ပါတယ်။ညနေ6:54 ကပတိန်ရဲ့အတန်လေးကစိုးရိမ်မှုကိုအတန်မတ်တန်းလေးမှာတေချာချမ်းမြေခဲ့ရပါတယ်။နှစ်မိနစ်အကြာမှာတော့ Cabit Voice Recorder ထဲမှာ အခင်းဖြစ်တဲ့နေမှတ်တမ်းတင်ထားနိုင်ခဲ့ပြီးတော့ဒေဟာတောင်တစ်ခုနဲ့တိုင်မှုဖြစ်ခဲ့ပါတယ်။ဒီမတော်တဆမှုမှာအသက်ရှင်ကျန်သူ၄ဦးသာရှိခဲ့ပြီးတော့သူတို့ဟာ Cabin ရဲ့အလဲပိုင်းဘယ်ဘက်မှာထိုင်နေသူတွေဖြစ်ပါတယ်။ Janet Crew အဖွဲ့ဝင်တွေနဲ့ခီးတဲ့အကောင်လုံးကတော့အသက်ဆုံးရှုံးခဲ့ကြပါတယ်။စစ်စေးမှုရ Japan Air 123ရဲ့အမိပိုင်းဟာ ်တွင်ရဲ့ခုနှစ်နှစ်က brandway wall ကိုထိဖြတ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုကြောင့်ဖျက်ဆီးခဲ့ပူပါတယ်။အဲ့ဒါကိုပြန်ပြင်ပြီးတော့တုံထားတာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ boring က engineer တွေကပြုပြင်ခဲ့ပေးမယ်။မှားမှားပြီးတော့တက်ဆင်ခဲ့တာတွေရှိခဲ့ပါတယ်။ boring ရဲ့ design က cabin pressurization လို့ တတောင်းတစ်ချောင်း cycles ထိခံနိုင်ဖို့ရည်ရွယ်ထားပေမဲ့ Japan A123 ရောတတောင်း2500 cycles ထိရောက်ခဲ့ပြီးတော့မတော်တဆမှုဖြစ်တဲ့နေမှာပဲ every PR ကိုမခံနိုင်တော့တာဖြစ်ပါတယ်စစ်စေးအဖွဲ့အစည်းတော့ simulator တွေမှာ pilot လေးကူးကိုတူညီတဲ့အခြေအနေဖြစ်အောင်စမ်းသပ်ခဲ့ကြပါတယ် ဘင်းရဲ့အခြေအနေကို ပြန်ပြီးတော့ဒုံတက်ဖို့ဖြစ်ပါတယ်အားသင်းစရာကတော့ဘိုင်လော့လေးဦးလုံးကလေယာဉ်ကို45မိနစ်အထိမတားနိုင်ခဲ့ကြပါဘူး Japan Air 123ရဲ့ပိုင်လော့နှစ်ဦးကတော့ဘဝမှာဟိုဘဝဆုံးရှုံးမှာကိုစိတ်ပြည့်စုံမှုရှိတဲ့အခြေအနေမှာတောင်လေယာဉ်ကို45မိနစ်အထိကိုထိန်းထားနိုင်ခဲ့တာကတော့သူတို့ရဲ့ရေချင်းပြေးွားတဲ့တကယ့်ကိုကြီးမြတ်တဲ့ဆွမ်းဆောင်ရည်တစ်ခုဖြစ်နေခဲ့ပါတယ်ဒါပေမဲ့လေယာဉ်မှုတွေတိတ်တော်နေရင်တောင်လေယာဉ်အင်ဂျင်နီယာတွေနဲ့စပိုင်းဆိုင် ရာဝန်ထမ်းတွေအလုပ်တေချာမလုပ်တဲ့အခါမှာလည်းအခုလိုမျိုးထိခိုက် ဆုံးရှုံးမှုတွေဖြစ်ရတာပဲဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။